ားလုံးမင်္ဂလာပါဒီနေ့မှာတော့ Hody Metro Zero Event ရဲ့ပုံစံထွက်လာပြီပေါ့နော်အဲ့တော့ဒီ event ကိုကျွန်တော်တို့တူတူကြည့်ရမယ်ပထမဆုံးအနေနဲ့ဒီ event ကိုမြင်တော့ကျွန်တော်ဆက်စချင်းခန်းစားမိတာကတူဝ Exorcist နဲ့ဒီ Neon Beast event ကိုပေါင်းထားတဲ့ design လို့ရောခန်းစားရတယ်အဲ့တော့ဒီမှာဒီစကေနေရဲ့ပုံစံကိုတခြားလေးကြည့်မယ်ဆိုရင် AD feeling လေးတော့နည်းနည်းလေးတော့ရတယ်။ second နေအနေနဲ့ကတော့ဒီမှာကြည့်မယ်ဆိုရင်၃កောင်းပါမယ်။ ASIA, Xbox နဲ့ Roger ဆိုပြီးတော့၃កောင်းပါမယ်။ ကျွန်တော်ထင်တာကတော့ဒီ Roger တကောင်တော့ UL လူများမယ်လို့ထင်တယ်။အဲ့ထက်မှကျွန်တော်လည်းပါတယ်ပေါ့နော်။အဲ့တော့ one draw ကြတော့ diamond 50ဒါပေမဲ့တရက်တစ်ခါ50% discount နဲ့လဲလို့ရပါမယ်။ခြေချင်းအတွက်ကြတော့ diamond 450 discount နဲ့လဲလို့ရမယ်။အဲ့တော့ဒီ event ကဘယ်နေ့လာမလဲဆိုရင်ကျွန်တော်တို့၈လပိုင်း၈ရက်နေ့မှာလာမယ်။ဒါကဖြစ်နိုင်ချေအများဆုံး date လို့တော့ထင်တာပဲ။ဘာလို့လဲဆိုရင်ဒီရှင်းမှာမြောက်ခင်းစကီနေလာတော့ကသူက၈လပိုင်း၈ရက်နေ့မှာစပြီးတော့လဲလို့ရမယ်ဆိုတော့သူကအင်းအနေလာမယ်ပေါ့ဗျာ။ပြောရရင်တော့ အဲ့တော့ event shop ကိုကြည့်မယ်ဆိုရင်ဒီမှာ skin တကောင်ကို300အတိုင်း1200နဲ့လဲလို့ရမယ်။သူကဘယ်နှကြိမ်လဲရမလဲဆိုတာတော့ကျွန်တော် price view ကြည့်ပြီးသွားရင်တစ်ချက်ပြန်ပြောပေးမယ်ပေါ့နော်။ CBB ဆိုတဲ့မှာကတော့ event ရဲ့ recall spawn effect ဘာညာပေါ့ဗျာ။အားဒီပါမယ်။ဒါတည်းကတော့အားလုံးသိပြီးသားဖြစ်မယ်လို့လည်းထင်တယ်။ Okay ဒါဆိုရင် price view ကိုတစ်ချက်ကြည့်ကြည့်မယ်။ဒါတော့လောလောဆယ်ခဏအစားထိုးတာပေါ့နော်။တကယ်လာတဲ့ခါကျရင်ဒီ Metro Zero Skin ကြီးဖြစ်သွားပါမယ်။အဓိကကြည့်ရမှာကတော့ဒီ item ပေါ့နော်။ ဒီမှာက तू အများဆုံးက20အထိပေးထားတယ်။အဲ့တော့ skin တကောင်ကပြောရရင်တော့အကျဉ်းကြီး120နဲ့ရပါမယ်။ပြီးတော့ပြောချင်တာတကွာဒီစိမ့်ဆယ်ရ event ပေါ့နော်။ဒီ event မှာကျတော့ तू ကအများဆုံးกว่าရ40အထိပေးထားတယ်။အဲ့တော့ဒီစိမ့်ဆယ်ရ event မှာကျတော့ तू ကအကျဉ်းကြီး60နဲ့ရတယ်ပေါ့နော်။ဒီမှာကတော့ပုံမှန်အတိုင်းပဲ120မှာပဲရမယ်။ Okay ပြီးတော့ကျွန်တော်ဒီစိန်ဆဲရ experience skin နှစ်ကောင်ယူမဲ့တွေအတွက်လည်းဇာတ်ရည်ကိုအဲ့ဒီ Telegram channel ထဲမှာလုတ်ထားပေးပါတယ်အကယ်၍စိတ်ဝင်စားရဲဆိုရင် join တွားလို့ရရပါတော့ အဲ့တော့ဒီ draw မှာကြတော့ဒီထုံးစံအတိုင်းပဲ20မှာတစ်ခါ130မှာတစ်ခါတစ်ကက်တွေရပါမယ်အဲ့တော့ second တစ်ကောက်ယူမဲ့သူဆိုရင်တော့ဒီအများဆုံးပေါ့နော်130ရောက်တယ်ဆိုတော့ရှားပါတယ် okay အဲ့တော့တစ်ခေါက်လောက်တော့ဖောက်ကြည့်ကြမယ်တွေ့ animation ပါညာပေါ့ဗျာ okay ခေါင်းလောင်းလေးပေါ့လာသူကခေါင်းလောင်းနဲ့ဟိုပါလေပြောရရင်တော့ယထားပေါ့ဗျာပြော exorcist နဲ့ကျွန်တော်ပြောလို့ပဲ exorcist နဲ့ဒီ neobis ကိုပေါင်းထားတဲ့ event လို့ပြောလို့ရတယ် ။ Yeah မိုက်ပါရပြောရ animation ကတော့အဲ့တော့ second effect တွေတော့မထွက်လာသေးဘူး။အဲ့တော့ထွက်လာကြရင်လည်းကျွန်တော်အတူတူကြည့်ရမယ်ပေါ့နော်။အဲ့တော့ဒီ event လေးကတော့ခုမှအစ် collab event တော့မဟုတ်ပေမဲ့သူရဲ့ skin design တွေ effect တွေကတော့လမ်းလောက်မယ်လို့ထင်တယ်။အဲ့တော့ဖောက်ကြမှာလားဆိုတော့လေဒီအောက်မှာမှတ်ခဲ့ပေးအောင်ပေါ့နော်။ပြီးတော့ကျွန်တော်ရဲ့ဒီ subscriber လေး1000ပြည့်ရှင်တယ်ပေါ့နော်။အဲ့တော့ကျွန်တော်ရဲ့ channel လေးကို subscribe လေးလုပ်ခဲ့ပေးကြပါအောင်လို့ပြောနေပေမယ်။ကျွန်တော်တို့နောက်နေ့မှာထပ်ပြီးတော့တွေ့ကြမယ်။ See you guys.